ယောရဘောညာဆေယောဒီနေ့မှာတော့ကိုရီးယားရဲ့ရိုးရာကစားနည်းလေးတွေကိုမိတ်ဆက်ပေးချင်ပါတယ်။ယူနိုရီယူနိုရီဒီကစားနည်းကတော့အကွက်စာရွက်တရွက်လိုပါတယ်။နောက်ပြီးတော့တစ်သားချောင်းက၄ချောင်းလိုပါတယ်။ အမ်ပြီးတော့ဒီတစ်သားချောင်းလေးချောင်းကိုအန်စာပစ်တယ်လို့မျိုးမေဘော်ကိုမြောက်ပစ်ပြီးတော့ဒီကြားတဲ့နံပါတ်ကိုပေါ့နော်ဒီနံပါတ်နဲ့ဒီအကွက်စာရွက်မှာအကွက်လေးကြီးလိုက်ရွှေ့ရမှာပဲဖြစ်ပါတယ်။သူကြားနိုင်တဲ့အော်နံပါတ်က9ခုရှိပါတယ်။နံပါတ်1ဆိုလို့ရှိရင်ဒိုပေါ့နော်ဒိုဆိုလို့ရှိရင်ဝက်ကိုကိုစားပြူတာဝက်ကနံပါတ်1အဲ့တော့တကွက်ရွှေ့ရမယ်။နောက်ပြီးတော့ကဲ ခွေးခွေးကြမယ်ဆိုလို့ရှိရင်နံပါတ်2နှစ်ကွက်ရွှေ့ရမယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့နောက်တစ်ခုက goal goal ဆိုရင်ဒလိတ်ဆန်ဟို4ကိုကိုစားပြပါတယ်တိုးတိုးကြမယ်ဆိုလို့ရှိရင်နံပါတ်3 3ကွက်ရွှေ့ရမယ်ပြီးတော့ youth youth ဆိုလို့ရှိရင်နွားကိုကိုစားပြပြီးတော့နံပါတ်4 4ကွက်ရွှေ့ရပါမယ်နောက်ဆုံးတစ်ခုကတော့မိုး မိုးကြရဲဆိုလို့ရှိရင်တော့အရန်ကောင်းတဲ့နံပါတ်ပေါ့နော်မိုးကကြတော့မင်းကိုကိုစားပြုပြီးတော့မင်းဆိုရင်၅ခွဲရွှေရမှာပဲဖြစ်ပါတယ်ဒီယူနိုရီကစားတာကိုဟောနောက်ဗီဒီယိုမှာတိတိကျကျလေးရှင်းပြပေးပါမယ်နောက်တစ်ခုကဂျဲဂီချာဂီကစားနည်းပဲဖြစ်ပါတယ် ဒီသဲကြီးဆိုတော့ဒီအာဒီပုံမှာပြထားတဲ့ကောင်လေးကဒီ6000နဲ့ကန်နေတဲ့ဟာဘောနော်ဒီစုတ်ဖွာအမွေးလေးပါတယ်ဒါကိုသဲကြီးလို့ခေါ်ပါတယ်အဲ့ဒီသဲကြီးကို6000နဲ့6000တစ်ဖက်တည်းနော်ဒီလေးပေါ်မှာဟိုခတ်ရမှာ6000နဲ့ခတ်ရမှာဖြစ်ပါတယ်အောက်ကိုမြေကြီးကိုပြုတ်ကျလို့မရပါဘူးသူကဟိုကြကြလေးပေါ်မှာခတ်နိုင်နေသူကနိုင်တာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ရှီရူး ကိုရီးယားနှစ်ပန်းဖြစ်ပါတယ်။ဒါလည်းကိုရီးယားနှစ်ပန်းကလည်းဒီရိုးရာ ကစားနည်းတစ်ခုဖြစ်ပါတယ်။နော်တွီဂီနော်တွီဂီဒါကတော့မင်းကလေးတွေဆော့ကြတဲ့ကစားနည်းပါ။အော်ရက်ပြီးတော့ဒီတယောက်တစ်ချက်ပေါ့နော်စီစောခုံတာပါဂျူဒါရီဂီလွန်ဆွဲကစားနည်းဖြစ်ပါတယ်ဂျူဒါရီဂီတက်တီချီဂီ တာဂျီချီဂီဆက်ကူရိုင်းကစားနည်းဖြစ်ပါတယ်ဒီဆက်ကူတစ်ခုကိုဒီကျမ်းမြစ်မှာထားပြီးတော့နောက်တစ်ခုနဲ့ဒီအောက်မှာရှိတဲ့တစ်ခုကိုလှန်အောင်ပြောင်းပြန်လှန်အောင်ရိုက်တဲ့ကစားနည်းဖြစ်ပါတယ်ဂွန်းနေတာဂီဂွန်းနေတာဂီဒန်စီတာဒန်စီကစားခြင်းဂွန်းနေတာဂီကန်ကန်ဆူလေကန်ကန်ဆူလေဝိုင်းကြီးပပကစားတာ ဒါကတော့တော်တော်များသိကြတဲ့မူကူငွာဂိမ်းပဲဖြစ်ပါတယ်။ဒီဂိမ်းက squid game မှာလည်းပါတယ်ပေါ့နော်။အမ်မူကူငွာကို GPS စီတာလို့ online နဲ့အချိန်မှာကျန်တဲ့ကစားသမားတွေကအရှိ့ကိုတက်လာမှာပေါ့နော်။သူပြန်လဲကြည့်လိုက်တဲ့အချိန်မှာအမ်ရောက်တဲ့နေရာမှာမလုံမရှက်ပဲနဲ့မလုံပဲနဲ့ရက်နေရာမှာပဲဖြစ်ပါတယ်။ဒါကနာပုတ်ကီ ဒါကိုနာပုတ်ကီဒါတော့တကြားကိုကြိုပြီးတော့လှုပ်ထားတယ်တကြားပြားဖြစ်ပါတယ်တကြားပြားအလယ်မှာပုံလေးတွေပါပါတယ်အဲ့ဒီပုံကိုမပြတ်စေဘဲနဲ့ထုတ်ရတာပဲဖြစ်ပါတယ်ဒါလည်းအရင်ကကလေးတွေကစားကြတယ်ကစားနီးပါဖန်ကြီးချီကြီးဖန်ကြီးချီကြီးရှင်ပောက်တဲ့ဂိမ်းဖြစ်ပါတယ်ဂျင်ပောက်တာဖန်ကြီးချီကြီးယွန်နာလီကြီး ယောနလီဂီစွန်လော့ကစားတာဖြစ်ပါတယ်ယောနလီဂီဂုံဂီနူရီဂုံဂီနူရီဒါတော့မိန်းကလေးတွေကစားကြတဲ့ဇေခုတ်တန်းကစားတာဖြစ်ပါတယ်ဘီဆော့ချီဂီဘီဆော့ချီဂီကြောက်တုံးပစ်တန်းကစားလာတစ်ဖက်ကစီးရနေပြီးတော့အရှိမရှိတဲ့ကြောက်တုံးကိုလဲအောင်ပြရတာပဲဖြစ်ပါတယ်ဘီဆော့ချီဂီ ဒီလိုမျိုးကိုရီးယားရိုးရာယဉ်ကျေးမှုနဲ့ပတ်သက်တာလေးတွေကိုနောက်ဗီဒီယိုလေးမှာလည်းဟိုဆက်ပြီးတော့တင်ပြသွားပါမယ်ကျေးဇူးများကြီးတင်ပါတယ်